တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့ကနေ9ရက်နေ့အတွင်းကာလဟာကောင်းသောပြောင်းလဲမှုဖြစ်စဉ်များနဲ့တိုးတက်မှု ဖြစ်ရများကိုကြုံတွေ့မယ်နေကျက်သောရက်ကိုကျော်လွှားလာပြီးတဲ့အချိန်ကစပြီးတော့ကံကြမ္မာကပြောင်းလဲဖြစ်စဉ်ပဲကိုဥတည်နေတယ်ပြီးခဲ့တဲ့ ်မာချ်29နေကြပြီကာလနဲ့ဒီခုလွမြောက်လာပြီဒီကာလဟာကိုယ့်ရဲ့ဘဝရဲ့ထူးခြားတဲ့ကံကြမ္မာရဲ့စတင်ခြင်းကို တနည်းအနေနဲ့မွေးသူတွေကြုံတွေ့ရမှာပေါ့ရည်မှန်းချက်တွေထားပြီးအောင်မြင်မယ်ရှင်ပြိုင်မှုတွေမှအောင်မြင်မယ်ဘဝတွတ်တက်မှုရဲ့အနစ်သာရကိုရရှိနိုင်မယ်တရနေ့မှာထူးခြားတဲ့အောင်မြင်မှုနဲ့တွတ်တက်မှုတွေကိုဖန်တီးနိုင်ခွင့်ရှိတယ်နေ့ရက်နေ့မှာ ကောင်းသောအပြောင်းလဲနဲ့တန်တန်းနဲ့ပေါ်မယ်။နေ့ရက်နေ့မှာအသွါလန်နေထိုင်ကြိုးဆိုင်ရမှာအဲ့ဒီမှာမတော်ဆန့်ညသတိထားရမယ်။အရှိရကူတီသွားစေ။အနည်းရှိတတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွင်းကြိုးဆိုင်ရမယ်။၃ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံတုံးဆုံးတွတ်တက်တဲ့နေ့တစ်ခုဖြစ်တယ်။၄ရက်နေ့မှာမူလရီမန်းနာနဲ့လက်တွေ့ကြရမယ်။အတိုက်ခံတဲ့ဂျုံပြီးမှလိုရာပြည့်စုံမယ်။ ့၅ရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ခြင်းနဲ့ဘဝတွတ်တက်မှုတွေရှိနိုင်တယ်။၆ရက်နေ့ကရပန်ခွေတွေလက်ဝယ်ပြန်ရပြီးတော့9ရက်နေ့မှာငွေချေလုပ်ငန်းစီးပွားဘဝရဲရအပြားပြားကောင်းသောကံကြမ္မာနဲ့တွတ်တက်ခြင်းတွေရှိမယ်။ဒီတပတ်တကာလအတော်တွေမှာတနင်္လာနေ့တောက်ချန်နေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ကြာသပတိနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်တွေဖြစ်တတ်တယ်။နံပါတ် 6ခန်းနေအချိုးပေးတယ်။အပြာရောင်ပန်းရောင်ညောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ကောင်းချင်းကံကြမ္မာနဲ့တို့ထက်ချင်းရဲ့နှစ်သာရတွေထူးခြားစွာရရှိနိုင်တယ်။ဒီတပတ်တာကာလအတွင်းတွင်အထူးပြုသောအကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကတကူလာရဲ့ပထမဦးဆုံးသောအင်္ဂါနေ့အဲ့ဒီဟာထူးခြားတဲ့စွမ်းသတ္တိရှိတယ်။အဲ့ဒီမှာဆူတောင်းဖြစ်မယ် ဒါပေမဲ့ဆောင်းရရမယ်စနစ်ကတော့စနစ်ကြကိုရိတ်ကြည့်တယ်။အဲ့ဒီဒုက္ခနာရဲ့ပထမဆုံးအင်္ဂါနေ့ကဧပြီလ10ရက်နေ့နဲ့သွားတိုက်ဆိုင်။မြည်သည့်နေ့မွေးသူမဆိုးအဲ့ဒီနေ့မနေ့ကိုးနိုင်ချိန်မှာဖះစီဒီကိုသွားပြီးဖះရဲ့ဗုဒ္ဓတော်မှာပတောင်းညွန့်၁၂ညွန့်တင်ပြီးတော့လိုရာဆန္ဒပြု တနေ့တာအတွင်းကိုလူချင်းတဲ့အကြောင်းအရာတွေဆန္ဒပြုပြီးတော့ဆူတောင်းရဲ့အဲ့ဒီဆူတောင်းတကယ်ပြည့်တယ်ဒါကတနေ့မှမှတလတလမှမှတရက်တရက်မှမှတမနဲ့ပတောက်တို့ရဲ့စွမ်းသက်တည်ရှိတယ်ဆိုတော့စာစုပေါ်ထင်းတာအဲ့ဒီဒီပတောက်ညွန့်စနေညွန့်ကိုအဲ့ဒီတကူးလာရဲ့ပထမဆုံးအင်္ဂါနေ့မနေ့9နိုင်ချိန်မှာ ဗုဒ္ဓတော်မှာသွားပြီးဒီပတော့ဆန်းရင်ကိုတင်ပြီးတော့လောရာဆန္ဒပြုရင်တကယ်ကိုအောင်မြင်တဲ့လက်တွေ့ဆန်းတန်နိုင်ဖို့အတွက်ဒီတပတ်ရဲ့ဆောင်ရွက်ရမယ့်ကိစ္စအဖြစ်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တောက်ချန်နေဖွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာအပြိုင်ဆိုင်တွေများမယ်ကိုနဲ့ထိတ်တဲ့ရင်ဆန်တဲ့သူတွေနဲ့ကြုံရမယ် ဒါပေမဲ့ကိုကအနံ့ရနေမယ်ကိုရဲ့အတွေးယူဆတယ်သူများနဲ့လုံးဝမတူဘူးတခါတည်းစန့်ကျင်နေလိမ့်မယ်သူတစ်ပါးနောက်ကိုလိုက်နေခြင်းနဲ့ကိုလန်းကိုထိုးပေါက်ပြီးသားလုံးလိုက်ပါခီးကိစ္စအစဉ်ပြေမယ်ဥတီချက်စစ်အောင်မြင်မယ်အတိုက်ခံအလုံးကိုကျော်လွှမ်းမယ်ရှင်းမှန်းချက်စစ်တွေရှေ့တိုးလို့လို့ကောင်းမယ်ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်အခက်အခဲအလုံးကိုထက်ရက်ရင်ဆိုင်ဖြေရှင်းတိုးတက်မှုကိုရနိုင်တဲ့ကာလဖြစ်တယ်တရက်နေ့မှာရပိုင်ခွင့်ရခြင်းအခက်အခဲဖြေရှင်းခြင်းဘဝတိုးတက်ခြင်းကြောင့် နှစ်ရက်နေမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီမှာဟာရကျန်းအသွားလာကျူးဆန်းရမယ်ရှစ်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်ကြပို့ပြီးတော့သတိထားသုံးရက်နေရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ကိုနဲ့ရေဆိုင်သွားလုံးကိုထိတ်တဲ့ရေဆိုင်ပြီးတော့ကိုအနိုင်ရနိုင်တယ်လေးရက်နေတော့သတိထားဝေချေးပေးယူကိစ္စစသတိထားအငင်းဘွားမယ်ထင်လွဲခံရတတ်တယ်ပြဿနာဖြေရှင်းရတတ်တယ် အဲ့ဒီ၄ရက်နေ့ကရံများမယ်၅ရက်နေ့ကျတော့အရာရာစင်ပြေသွားပြန်ရောမိကောင်းဆွေကောင်းတွေလည်းအထောက်ကူတွေလည်းရအရာရာကံကောင်းခြင်းတွေလည်းကျုံ၆ရက်နေ့မှာလူမျိုးခွဲအကျိုးပေးပြောင်းလဲတဲ့တိုးတက်မှုတွေရှိ9ရက်နေ့ကငွေကြေးလုပ်ငန်းစီးပွားဘဝရေးရအပြားပြားကောင်းခြင်းကံတွေကျုံမယ်ဒီတစ်ပတ်အတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေကြာသပတေးနေ့မွေးသူတွေစိတ်နှောက်ရှက်ပေးလိမ့်မယ်နှစ်ခုကိုကနံအကျိုးပေးတယ် အဖြူစိမ့်ပြီးကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စစန္ဒဖျားဖျားလုပ်ရနိုင်မယ်အထူးဆောင်ရွက်ရမယ့်ကိစ္စကဧပြီလ10ရက်နေ့တကူလာရဲ့ပထမဆုံးအင်္ဂါနေ့အဲ့ဒီနေ့မှာဖျားကိုသွားမယ်ဗုဒ္ဓတော်မှာသွားပြီးတော့ပတောင်းညွတ်7ညွတ်လို့မယ်အချိန်မနဲ့9နိုင်တိတိမှာသွားရောက်လုပ်ရမယ်ထူးခြားတဲ့အကျိုးဆက်ကိုရမယ်ဆူတောင်းပြည့်လိမ့်မယ်လက်တွေ့ဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်တိုက်ခါလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ်။ရှင်ပြိုင်မှုမှမအောင်မြင်ချင်ရှိမယ်။ကိုလို့သမျှလူသီးထေရှားဖြစ်မယ်။နာမည်ကြော်ကြားခြင်းကိုလိုလားသူတွေဒီချိန်မှာကိုလို့တန်ကြော်ကြားသွားမယ်။လှုပ်ဝဲပြီးလှုပ်ရှင်တဲ့သူလှုပ်ဝဲလို့မရဘူး။လူများကိုစောင့်ကြည့်နေမယ်။ကိုလို့တာအားလုံးကိုလည်းဝေဖန်ကြနေမယ်။ အဓိကကတော့ဒီချိန်မှာ ကောင်းသောအကျိုးပေးသောအနေအထားနဲ့ကောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ငွေကြေးကိုစုလို့တော့မလွယ်ဘူးစုထားတဲ့ငွေတွေတော့ဒီကာလသုံးပြရမှာဒီချိန်မှာလုပ်တဲ့ကိစ္စသူများအတွက်လုပ်ပြရတဲ့အနေအထားများနေတယ်ဒီနေ့အရာရာဆင်ပြေမယ်လုပ်သမျှအောင်မြင်မယ်တိုးတက်မယ်ရှင်ပြန်မှုမှသမျှလည်းအောင်မြင်လိမ့်မယ်နေ့ရက်နေ့ရန်တိုက်ခံနေတဲ့ကိုထိတိုက်တွေ့ရတဲ့ သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းချုပ်မယ်အဲ့ဒီမှာလေမဟာရကျမ်းနဲ့တိုက်ဆိုင်နေတော့အသွာလာဂရုဆိုင်ရမယ်သူဖြင့်အရှိရကုန်တည်သွားစေအနေရှိတတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုယ်နိုင်အတွက်သိတ်သတိထားရမယ်။သုံးရနေ့ကတော့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုချုပ်မယ်။လေးရနေ့မှာမထင်မှပဲခီးကိစ္စဆင်ပြေမယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့ချုပ်မယ်။ငါးရနေ့မှာရှင်မန်းမထားပဲငွေဝင်လိမ့်မယ်။လက်ပွင့်လိမ့်မယ်။လောကန်ဆင်ပြေလိမ့်မယ်။ 6ရက်နေ့ကရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့ရတာကြောင့်လည်းခုံးရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်မှန်တဲ့လုံးသမျှအစီအပြေမဲ့စတင်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံနိုင်မယ်။တနင်္လာနေ့သောကြံနေ့စနေနေ့မွေးတဲ့သူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်။လေးခုကိုကနံချိုးပေးတယ်။ အညိုရောင်ပြန်ရောင်နှုတ်တရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါလေတကူးလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ April 10ရက်နေ့အဲ့ဒီနေ့မနေ့9ရက်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာပထမဆက်ညွှန်ရသွားတင်ပြီးတော့အလိုရှိရာဆူတောင်းမှာဒါမျိုးရပဲခွင့်ခွေရေးကိုရှားတော့ယူပါတနေ့မှမှတရက်တရက်မှမှအဲ့ဒီချိန်လေးမှာဆူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက် အားဆက်ကြပါလားရစွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်